်မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ့် ချင်းပြည်နယ်တိတိတ်မြို့နယ်မှာဒေသခံပြည်သူတွေကိုဖမ်းဆီးပြီးလူသားတိုင်းဖြစ်အုံပြုကစစ်ကြောင်းထိုးလာတဲ့စစ်ကောင်မရှင်စစ်တပ်နဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်အယောက်40လောက်တိတ်ဆုံးခဲ့တယ်လို့ချင်းညီနောင်တပ်ဖွဲ့ CB ကနိုဘာလ9ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ချင်းညီနောင်တပ်ဖွဲ့ဝင်တွေဟာနိုဘာလ6ရက်နေ့ကစစ်ကောင်မရှင်ကလူသားတိုင်းဖြစ်ဖမ်းဆီးထားတဲ့ဒေသခံပြည်သူ14ယောက်ကိုကယ်တင်နိုင်ခဲ့ပြီးလက်နက်ခဲယမ်းတွေလည်းတင်စီရမိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ လူသားတိုင်းဖြစ်ဖန်ဆီးခံခဲ့ရသူတွေကအမျိုးသမီးတယောက်ကိုစစ်ကောင်မရှင်ကအာဓမပြုကျင့်ခဲ့တယ်လို့လည်းထုတ်ပြန်ချက်ထဲမှာဖော်ပြပါရှိပါတယ်။နိုဘာလာတရက်နေ့မှာရန်သူလက်နက်တချို့နဲ့ချောဆွဲထားတဲ့ပြည်သူပိုင်မော်တော်ကားတစ်စီးကိုသိမ်းဆီးရမိခဲ့ကြောင်းနိုဘာလာ၃ရက်နေ့မှာဒေသခံပြည်သူတွေကိုလူသားတိုင်းအဖြစ်အုံပြုထိုးစစ်ဆင်လာတဲ့စစ်ကော်မရှင်နဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးကလေးလန်း၊စွမ်ပီး၊လမ်းခွဲဘက်ကနေစစ်ရင်အားတချို့ထွက်လာလို့တိုက်ပွဲတွေပြင်းထန်ခဲ့ကြောင်းစာရတွေကိုထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။ ဒီလိုတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတဲ့နောက်နွန်ဘာလ6ရက်နေ့မှာချင်းကြီးနောင်ကစစ်ကောင်မရှင်ကဖမ်းဆီးထားတဲ့ပြည်သူတွေကိုကယ်တင်နိုင်ခဲ့တယ်လို့စစ်တုံးမှန်တချို့ကလည်းဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တာဖြစ်တယ်လို့ချင်းကြီးနောင်အဖွဲ့ကထုတ်ပြန်ထားပါတယ်ရှင်။စစ်တပ်ကရွေးကောက်ပွဲဝါဒဖြန့်ဖို့အတွက်အမှုပညာရှင်တွေကိုပြင်းပြင်းထန်ထန်ဖိအားပေးနေတာကြောင့် ဖဖွေဝုံမုံရွှေဤထွန်းရင်ဒရာဘိုခိုင်တင်းကြီးထိုင်ရွန်ထူအောင်စတဲ့အမှုပညာရှင်တော်တော်များများဟာနိုဘာလ9ရက်နေ့မှာကမ်ပိန်းဗီဒီယိုရိုက်ကူးပေးခဲ့ရတယ်လို့အမှုပညာအတိုင်းဝိုင်းနဲ့ဤဆက်သူစီကသိရပါဗျ။ရွှေကောက်ပွဲဝါရဖြတ်မှုရိုက်ကူးရေးတွေမှာမပါဝင်တာကြောင့်နိုဘာလ9ရက်နေ့ကဖမ်းဆီးခံခဲ့ရတဲ့နာမည်ကြီးတရုတ်ဆောင်ဖဖွေဟာလက်ရှိမှာတော့ပြန်လည်လွတ်မြောက်လာခဲ့ပြီလို့အမှုပညာအတိုင်းဝိုင်းနဲ့ဤဆက်သူတွေစီကသိရပါဗျ။ ဖိုးဖွေးကိုပြေးဦးလင်မှာမတက်မရဆိုတဲ့ရုပ်ကျင်ဆက်ကကြီးရိုက်ကူးနေတော့ရဲတွေကလာရောက်ဖမ်းဆီးခဲ့ပြီးရန်ကုန်ထိခေါ်ဆောင်သွားခဲ့တာဖြစ်ကဝါရဖြန့်ချီရေလှုပ်ပေးမယ်ဆိုမှလှုပ်ပေးတာဖြစ်တယ်လို့ဤဆက်သူတယောက်ကပြောပြပါဗါးရွှေကောက်ပွဲကမ်ပိန်းနဲ့တက်ဆိုင်တဲ့စာသားတွေကိုရွတ်ပေးတဲ့ဗီဒီယိုတွေရိုက်ကူးဖို့စစ်ကောင်မရှင်ကအမှုပညာရှင်တချို့ကိုပြင်းထန်တဲ့ဖိအားတွေပေးနေတာဖြစ်ပြီးတရုတ်ဆောင်တွေပြီးရင်အစိုးရတွေကိုပါဖိအားပေးဖို့အစီအစဉ်ရှိတယ်လို့လည်းသိရပါဗျာရှင်။ အတင်းချခံနေရတဲ့တမရာကြီးဦးဝင်းမြင့်ရဲ့84နှစ်မြောက်မွေးနေ့အလို့ပွဲထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့တနေရာမှာရွှေပြောင်းမြန်မာနိုင်ငံသားတွေစူပေါင်းပြုလုပ်ခဲ့ကြပါတယ်။မောင်တူးပေးပို့ထားတာပါရှင်။ဟုတ်ကဲ့ပါ။အာနာသိန်းအကျန်းဖက်စေအုပ်စုရဲ့မတရားဖန်ဆီးအတင်းချခံထားရတဲ့နိုင်ငံတော်တမရာဦးဝင်းမြင့်ရဲ့84နှစ်မြောက်မွေးနေ့ပွဲကို ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့တနေရာမှာပြုလုပ်ခဲ့တာပါ။ သမထဝိနည်းဘူဝိမြင်ဤဘူဝိမြင်ဤ94နှစ်မြောက်94နှစ်မြောက်ဝိနည်းမွေရက်ဝိနည်းမွေရက်ဝိလာကာသမယနာဝိလာကာသမယနာတရာဆွမ်းဝိလာဆွမ်းကလူတိုင်းရသောကျမတို့မြန်မာနိုင်ငံမှာမြန်မာနိုင်ငံသူနိုင်ငံသားတွေအားဒီပြီးတော့တရုံရွေးကောက်တင်မြောက်ထားတဲ့ကျမတို့ရဲ့မြန်မာနိုင်ငံတော်ရဲ့နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်ရဲ့အသက်94နှစ်ပြည့်ဝင်းနေကိုကျမတို့ဒီ မှန်တရားပတ်တော်သားတွေမြန်မာနိုင်ငံသူနိုင်ငံသားတွေအကုန်လုံးကနေပြတော့ပေါ့နော်သမရာကြီးကျမ်းမာတက်ရှိစေချောင်းအတွက်ကျမတို့အင်အားနဲ့ကျမတို့ဝေးလေပွဲလုပ်ပေးနေတာပါရှင်ကျမ်းမာကျမ်းမာပါပြီအချုံတော်မှာအမြန်ဆုံးမရပါစေနိုင်ငံတော်သမရာကြီးဝေးနေကျမ်းမာကျမ်းမာပါပြီအချုံတော်မှာအမြန်ဆုံး သမရာကြီးဦးဝင်းမြင့်ဟာစစ်တပ်အာဏာသိမ်းချိန်2022ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကတည်းကဖမ်းဆီးခံထားရပြီးစစ်ကောင်စီကဆွဆွဲတဲ့အမှုပေါင်းရှစ်မှုအတွက်ထောင်ဆက်နှစ်နှစ်ကြာခံထားရပါတယ်။ဝင်းနေဝဲလိုရတာတော့မှဝင်းနေရှင်မရှိဘဲနဲ့လိုရတာတို့ဒါပေမဲ့အဓိကကျမတို့အခုချိန်မှာဒီ2021မတရားဖိနှိပ်တဲ့တွေယူဒေါ်လာကြီးစကြရေကကျမတို့အကုန်လုံးကစိတ်ဓာတ်တစ်ခုနဲ့မှန်ကန်တဲ့စိတ်ဓာတ်တစ်ခုနဲ့ကျမတို့လုံးတင်လုံးတိုက်တာတွေအကုန်လုံးကိုလုပ်ပါတယ်။ ကျမတို့မွေးနေ့ရှင်ကဒီကနေ့လုံးမဲ့မွေးနေ့ရှင်ကကျမတို့မတရားအချင်းချခံနေရပေမဲ့ကျမတို့စိတ်ချင်းစိတ်ချင်းပေါ့နော်မှန်ကန်တဲ့စိတ်တက်ချင်းဆက်သွယ်ကုပကုလူပြီးတော့ကျမတို့အလုပ်လုပ်နေတာပါအဲ့ဒီအတွက်မွေးနေ့ရှင်ကိုဒီကနေ့ပြီးတော့ကျမတို့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကမမေ့ချောင်းကိုတိုင်းပြီးကိုလူမျိုးရဲ့ခေါင်းဆောင်ကိုကျမတို့တံမိုးထားတယ်မျက်နှိုးတယ်ချက်ခင်တယ်ဆိုရဲအနေနဲ့ကျမတို့ဒီပွဲကိုလှုပ်တာပလက်ဆာထဲမှာပဲအမှန်တရားဟာကြောင့်သူ့ဘာကြောင့်အချင်းကြနေလဲအမှန်တရားကြောင့်အချင်းကြနေတယ်ဆိုတာကိုလေကျမကဘာဟိုကသိစေချင်ပါတယ် ်လက်ရှိမှာသမရာကြီးဦးဝင်းမြင့်ဒေါအောင်ဆန်းစုကြည်တို့ပါဝင်နိုင်ငံရေးကျင်းသားပေါင်း2000ကျော်လွတ်မြောက်ရေးအတွက်လဲတောင်းဆိုနေကြခြင်းပါဟုတ်ကဲ့အဲကျမတို့ဒီဒီကနေ့ကတော့ကျမတို့သမရာကြီးဦးဝင်းမြင့်ရဲ့84နှစ်ပြည့်မွေးနေ့ဖြစ်တယ်ပေါ့နော်အဲကျမတို့မွေးနေ့ရှင်နဲ့ကျမတို့ဒါလက်ရှိဆိုရင် ကျွန်တော်တို့ကနိုင်ငံမတူတဲ့အခြေအနေတွေရှိနေကြတော့မှာဒါပေမဲ့ကျွန်တော်တို့တူတူမရှိတဲ့အခြေအနေအောင်မှာကျွန်တော်တို့ one name ဖြစ်တယ်လို့ဟိုကျွန်တော်တို့တမန်ကြီးဦးဝင်းမြင့်ကိုလည်းအမြဲတတိယနေတာပေါ့နော်အမြန်ဆုံးနဲ့ကျမတို့ကလွတ်မြောက်စေချင်ပါတယ်လို့တမန်တော်ကြီးကိုအလုံးကိုပဲကျေးဇူးတင်ပါတယ်။ဘာကြောင့်လဲဆိုတော့အဆရာအပြင်မှာမရှိရင်ပဲပေါ့နော်အဲအပြင်မှာရှိနေတဲ့လူတွေကဆရာကိုတတိယနေပေါ့နော်တမိုးထားပြီးတော့အခုလိုမွေးနေလုပ်ပေးတယ်ဆိုတဲ့အခါကျတော့ ဆရာအနေနဲ့ဆိုလို့ရှိရင်အလွန်တရာကိုပဲလေပျော်ရွှင်ပြီးတော့ကျေးဇူးတင်ပါအမှန်ပါပဲရှင်အလားတူမွေးနေ့ရှင်တမရကြီးဦးဝင်းမြင့်ရဲ့မွေးနေ့ပွဲတစ်ခုကို ABS ရဲ့ကျောင်းသားတက်မတော်ဌာနချုပ်မှလည်းဒီကနေ့တပြိုင်တည်းပြုလုပ်ခဲ့ကြပါတယ်ခင်ဗျာကျွန်တော်မောင်တူပါ ကိုင်းတိုင်းမုံရွာမြို့နယ်ကုတော်ပလင်ကြီးရွာနာမှာနိုဘာလ9ရက်နေ့ညနေ6နာရီလောက်ကဆိုင်ကယ်စီးလာတဲ့အမျိုးသား၄ယောက်ကိုစစ်တပ်ကတနက်နေ့ပြစ်ခတ်ခဲ့တာကြောင့်နေရာမှာ3ယောက်သေဆုံးခဲ့ပြီး1ယောက်ပျောက်ဆုံးနေရလို့ဒေသခံတွေစီကသိရပါဗယ်။အဲ့ဒီအမျိုးသား၄ယောက်ဟာဆိုင်ကယ်2စီးနဲ့မောင်းနှင်လာတော့မှမုံရွာမန္တလေးသွားခရီးသည်တင်ကားပေါ်လိုက်ပါလာတဲ့စစ်သားတွေကပြစ်ခတ်ခဲ့တာလို့ဆိုပါဗယ်။ တိုက်ဆုံတဲ့သူတွေဟာအသက်20ကျော်အရွယ်တွေဖြစ်တယ်လို့ဒေသခံရွာသားတယောက်ကပြောပြပါဗျ။စစ်တပ်ကပြစ်ခတ်ပြီးအလောင်းတွေကိုလမ်းပေးဆွန့်ပစ်သွားတာကြောင့်ဒေသခံလူမှုကွန်ရီရဲ့အဖွဲ့တွေကနွန်ဘာလ10ရက်နေ့မနက်ပိုင်းကသွားရောက်တည်ယူခဲ့တယ်လို့ဆိုပါတယ်။မုံရွာမန္တလေးကားလမ်းမှာစစ်တပ်ကစစ်ဆေးရေးဂိတ်အများအပြားချထားပြီးစစ်ဆေးတာတွေလှုပ်ဆောင်နေတဲ့အပြင်အိမ်စီကလိုင်းကကုန်တင်ကားတွေဘောကနေရဲဝတ်တွေနဲ့လိုက်ပါပြီးတနက်နေ့ပြစ်ခတ်တာတွေမကြာခဏပြုတ်လုပ်လေးရှိတယ်လို့သိရပါတယ်ရှင်။ ိမန်နိုင်ငံဟာ15နှစ်အောက်ကလေးတွေအတွက်ဆိုရှယ်မီဒီယာအသုံးပြုခွင့်ကိုတားမြစ်မှာဖြစ်ကြောင်းနိုဘာလ9ရက်နေ့တောက်ကြနေမှာအစိုးရကသတင်းထုတ်ပြန်ခဲ့ပါတယ်။ပြီးခဲ့တဲ့လကဝန်ကြီးချုပ်မတ်တီဖရက်ဒရစ်ဆန်ကလွှတ်တော်ကိုအဖွင့်မိန့်ခွန်းပြောကြားတာမှာလူငယ်တွေရဲ့စိတ်ကြမ်းမာရေးနဲ့ပတ်သက်တဲ့စိုးရိမ်မှုတွေကြောင့်ကလေးတွေအတွက်လူမှုမီဒီယာကန့်သတ်ချက်တွေအတွက်တောင်းဆိုခဲ့ပြီးတဲ့နောက်မှာအခုအစီအမံကိုလှုံ့ဆော်လာတာဖြစ်ပါတယ်။ တရားဝင်မဲပေးမှုမတိုင်ခင်မှာပဲဒီစီစဉ်ကိုထောက်ခံမယ်လို့လွှတ်တော်တွေကပါတီအများစုကပြောကြားခဲ့ပါတယ်။တိမက်နိုင်ငံမှာကလေးတွေအများဆုံးအသုံးပြုကြတဲ့ platform တွေမှာ Snapchat, YouTube, Instagram နဲ့ TikTok တို့ပါဝင်ကြောင်းအစိုးရကပြောပါရယ်။အခုနှစ်ဖေဖော်ဝါရီလကမှဒိမတ်နိုင်ငံရှင်ပြိုင်မှုနဲ့စားသုံးသူအာဏာပိုင်အဖွဲ့ရဲ့ခွဲခြမ်းစိတ်ဖြာမှုအရ Nordic နိုင်ငံမှာရှိတဲ့လူငယ်တွေဟာလူမှုမီဒီယာမှာ တနေ့ကိုပြန်မြ2နာရီနဲ့မိနစ်40အချိန်ဖြုန်းကျလိမ့်ရှိပါရယ်။ဒိမတ်နိုင်ငံဟာပြီးခဲ့တဲ့နှစ်ကအသက်16နှစ်အောက်ကလေးတွေအတွက်လူမှုမီဒီယာကိုပိတ်ပင်တဲ့ Australia နိုင်ငံလိုပဲလိုက်နာကျင့်သုံးခဲ့တာဖြစ်ပါရယ်ရှင်။ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတော်ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်